မင်္ဂလာပါဒီနေ့မှာတော့ညီစပါးမဆိုင်ပြရတည်တဲ့ဒေတာများနဲ့စိုက်ပြီးညီစပါးကများအဲ့အတွက်စိုက်ပြတူတာမလာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ဆယ်ရီသွေးရည်ကူတာအာကိုပြီးစိုက်ပြကြတဲ့မိုးစုရာသီးနှံနေဖြစ်တဲ့နှမ်းလင်နဲ့စီမီစီပါ။အဲ့ဒီနောက်မှာတော့ညီတွင်အစိုတက်ကိုအဓိကအာကိုစိုက်ပြကြတဲ့ကြံသီးနှံလုံးနဲ့ပတ်သက်ပြီးတော့လေမျှဝေပေးသွားအောင်မှာဖြစ်ပါတယ်။ ြုမဲ့လေစပါးကင်းတွေကတော့မလမအပြီးဆက်ပြုတ်တမှာပြီအသုံးပြုမဲ့စပါးမျိုးကလည်းဒေတာရင်းနေတဲ့အကင်ပြင်းလို့ဖြစ်ရပါမယ်တက်လက်မျိုးကိုဆက်ပြုတ်တင်ပါတယ်တက်လက်မျိုးကိုတော့ဆက်ပြုတ်ခြင်းမပြုတ်တင်တော့ပါဘူးစပါးအချင်းများရခြင်းအထွက်များရခြင်းဟာပတ်ဝန်းကျင်မှာအပူချိန်မြင့်လွန်လာတဲ့တိုက်ဆိုင်သွားလို့ပဲဖြစ်ပါတယ်ပုံတုံလုံးတုံးချိန်အနှက်ထွက်ပတ်ဝန်းကျင်တွေမှာအပူချိန်35ဒီဂရီစင်တီဂရိတ်အထက်ရှိတဲ့ကာလနဲ့မတိုက်ဆိုင်ရင်မိမိဒေတာလိုက်ဆက်ရက်ကိုချိန်ဆဖို့လိုပါတယ် အဲ့ချိန်မတိုင်မီအနှံထွက်ပန်းပွင့်ပြီးတာမျိုးဖြစ်တတ်ပါလေ။မျိုးစာကျူပီးခြင်းဟာလည်းသီးနှံနိုင်အတွက်ထွက်တူရန်ဆောင်ရွက်တဲ့အလေးချိန်ကောင်းတစ်ခုပဲဖြစ်ပါတယ်။စပားမဆိုင်မီနေမီမှာငွားချီမြည်ဆွေးကိုတလကျူတင်ပြီးတော့ထည့်ထားပေးတတ်ပါလေ။ကွန်ပေါက်တက်မီဩဇာဒါမှမဟုတ်ထောက်ခံထားတဲ့နိုက်ထရိုဂျင်၊ဖော့စဖိုရပ်၊ပိုတက်ဆီယမ်စတဲ့မျိုးစာများကိုစနစ်တကျမြည်ခံထည့်ခြင်းအပင်ပေါက်ပြီးနှစ်ပတ်အတွင်းထည့်ပေးခြင်းတို့ကိုဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ စိုက်ပျိုးပြီးမိစပါးကင်းတွေကတော့ပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ရမယ်လားလဲဖြစ်ပါတယ်။စပါးပင်တက်တန်ရဲ့ပထမသုံးပုံပုံတပုံကာလအတွင်းပေါင်းမြက်ပင်များစပါးကင်းအတွင်းမရှိနေမှသာညွန်မန်းအထွက်ကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။စပါးပင်တက်တန်တစ်လကျော်လေးစိုက်ကင်းတွေမှာလက်ပေါင်းလိုက်ခြင်းကအသင့်တော်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။အတန်းလိုက်စိုက်ကင်းတွေမှာမူတမန်နှိုးကြပေါင်းလိုက်ကြရကိုသုံးသပ်ပါတယ်။ ရေကန်တက်မြေဩဇာထည့်သွင်းပြီးရုံနဲ့မလုံလောက်ပါဘူးအပင်ပေါ်မှာပပန်းရတဲ့နိုင်ထူချင်းမြေဩဇာကိုအပင်ပွားစီချိန်ကာလမှာချွေးပေးဖို့လိုပါတယ်သူမှသာအပင်ပွားအားကောင်းစီမှာပဲဖြစ်ပါတယ်အပင်ပွားမှာအနှံ့များမယ်အနှံ့များမှစဘာအထွက်ကောင်းနိုင်မှာပဲဖြစ်ပါတယ်စိုက်မဲ့မူကျုနှံ့လေသီးနှံတွေကတော့ရေသွင်းစိုက်မဲ့နှံ့လေသီးနှံတွေမှာရေသွင်းရမှာစိုက်မဲ့လေးကွက်တွေကိုနေရာအနှံ့ရောက်ဖို့အရေးကြီးပါတယ် စပားရိုးပြက်လည်မြေမှာစတင်ရေးသွင်းပြီးချက်ချင်းထည့်ရေးပြင်လို့မရပါဘူး။နေလန်းထားရပါအောင်ပါမယ်။ဆိုတော့ဗနရက်ကြာမှထည့်ရေးပြင်သင်လာလည်းမင်းရင်တော့လည်မြေရဲ့မြေစီလွားမြို့အစားနေအပူချင်းလီတိုက်နှုံစတဲ့အပေါ်မှာမူတည်ပြီးလေသမားအတွေ့အကြုံအရထည့်ရေးစတင်ရမှာဖြစ်ပါတယ်။ရေးသွင်းနှမ်းမှာထည့်ရေးပြည်မှုကိုအထူး view site ချိန်ဆလောက်ဆောင်ရလိုအပ်ပါတယ်။ဒီလိုအခြေအနေရောက်မှထည့်ရေးကအောင်ပြပြရပါမယ်။ ထွန်ရေးမကောင်းလို့မဖြစ်ပါလိုအပ်တဲ့အချိန်ရေသွင်းရတော့ပြုစီရင်ထွန်ရေးမျက်နှာပြင်မညညာလို့မဖြစ်ပါဘူးဘောင်ကြီးတင်စနစ်ပြဆိုင်ပြုပါကရေသွင်းရထုတ်လို့ပြုစီရပါမယ်ရေသွင်းနှက်အတွက်နှမ်းမုံနာစားခွဲတာကအရေးကြီးပါတယ်ဒါကြောင့်လဲဆိုတော့နှမ်းစိတ်တိတိလေးကိုကျေပက်ဆိုင်လိုက်တာဖြစ်ဖြစ်အတန်းလိုက်နှူးစီဘူးနဲ့နှူးစီချတာဖြစ်ဖြစ်ဘလို့ဆိုက်ဆိုက်ရေပေါ်ကျတဲ့နှူးစီတွေကဆုလို့ပုံလို့ပဲဖြစ်နိုင်ပါတယ်။ဒါကြောင့်ဆုပုံအပင်ပေါက်တဲ့နေရာတွေများလာတဲ့အခါတပင်နဲ့တပင်ထက်လို့ညှက်လို့ပုံလို့ကွာလို့ ရုံးကန်လူရဲထားနိုင်ပါတယ်။ဒါကြောင့်တာခွဲဖို့ကအရေးအကြီးပါတယ်။တပင်ချင်းတာမခွဲနိုင်ရင်ထွက်ပြေးမောင်းနိုင်ပါတယ်။လက်နဲ့တာခွဲရင်တမာတော့အပင်ကိုချက်မတမာတဲ့အပင်တွေကိုနှုတ်ပယ်ရပါမယ်။အတန်းလိုက်ဆိုက်ရင်တော့တပင်နဲ့တပင်လေးလက်မအကွာသာထားပြီးစန္နာလေးကိုနှုတ်ပြရပါမယ်။ကျဲဘက်ဆိုင်ခဲမှာတော့ထွက်ပြေးတစ်ချက်ဒါမှမဟုတ်နှစ်ဆက်လို့သာပြောနိုင်ပါတယ်။ တားခွင့်ရမယ့်အချိန်ကလည်းအရေးကြီးပါတယ်။နောက်ကျလို့ရှိရင်အပင်တည်ပြီးတော့ကြီးထွားနှုတ်သက်သွားနှုတ်နေကြအသေးနဲ့ပါမယ်။လက်ပင်အရွက်အထွက်မှုရပြောရမယ်ဆိုရင်တော့ငုံမှန်အရွက်6ရွက်ထွက်ချိန်မှာတားခွင့်ရမှာဖြစ်ပါတယ်။အပင်တက်တရပြောရမယ်ဆိုရင်တော့အပင်နှစ်ပတ်တာခတ်မှာတားခွင့်ရမှာပဲဖြစ်ပါတယ်။အပြုမဲ့မိုးချိုချင်းချေဝါတိနေရတော့ထေးပြပြမှုကိုအလေးထားဖို့လိုအပ်ပါတယ် စပားထည့်ရထအနေဆုံးတလမပို့ပြီးတော့နားအောင်ထည့်ထူးတင်ပါတယ်။ဘာကြောင့်လဲဆိုတော့စပားဆိုင်မီဒီယာဆိုရင်ထည့်ရအောက်ခြေမှာကြောတဲ့ ထိုက်ပန်ဆိုတဲ့အလွာရှိနေတယ်လို့ပဲဖြစ်ပါတယ်။ဝါပင်အမြင့်ကြီးသွားမှုကိုထိခိုက်စေတတ်တဲ့အဲ့ဒီမာကျောတဲ့အလွာကိုခွဲပြလိုက်တဲ့သဘောမျိုးဖြစ်ပါတယ်။ထိပြင်ပြရနဲ့အမြန်ဆိုင်ပြုတ်တက်ပါတယ်။စိုက်ချိန်နောက်ကျမှုမဖြစ်စို့လို့အဲ့အတွက်ဖြစ်ပါတယ်။မလလယ်မှာအပြီးစိုက်တက်ပါတယ်။ရှင်မင်းချေဝါမျိုးဟာတွေးတက်လောင်လာတဲ့မျိုးသက်မျိုးစိဖြစ်တဲ့လို့ရေဘူးရပြောလိုပါတယ်။ဒါပေမဲ့အပင်ပေါက်စမ်းတက်ပါတယ်။မဆိုင်ရင်15ရက်လိုပါဆောင်ရက်တက်ပါတယ်။ဝါစီးတရာမှာအနည်းဆုံး အဆိပ်80အပင်ပေါက်တဲ့မျိုးဖြစ်ရပါမယ်။ညိုညံ့ကိုစိုက်ပြိုးမိပါကအပင်ပေါက်မစုံဘဲနဲ့ကျဉ်လက်များဖြစ်ပေါ်က wildlife ရောင်းရောင်းနိုင်ပါတယ်။ချီမီချီပါကိုပိုးမယောဂများအမြင်ကြိုက်ပါတယ်။ကျူတင်ကာပဲတဲ့အနေနဲ့မျိုးစိကိုတစ်တော်ရပြီးနဲ့စင်းနေပြီးမှသာစိုက်ပြိုးတင်ပါတယ်။ ိုက်ပြီးရဲ့ကြံသီးနဲ့နေကတော့ရက်60ရက်တရသားလောက်ရှိနေလောက်ပါပြီ။နေရာဒီကလောက်ကိုဖြတ်တန်းရတော့မှမုံမျိုးစိုက်ပြုံးတော့ကတော့အစူတက်မိမိစိုက်တန်းစိုက်ခြင်းနဲ့နဲ့စိုက်ပြုံးခဲ့ကြတယ်ဆိုပြီးမဲ့လေနေမျိုးစားဖွဲ့စည်းပုံရနေအစူတက်လိုအပ်မှုတွေရှိလာနိုင်ပြီးတာပေါ့။တတိမှုတင်ပါတယ်။ကြံသီးနဲ့ပညာရှင်များရဲ့ထောက်ခံချက်အရတော့ကြံပင်တက်တန်း90ရာနေ120အထက်မှာနေစုတက်ကောင်ရေပြည့်သွင်းတင်တယ်လို့ဆိုပါတယ်။ ရေပေးသွေးစင်မှာနိုက်ထရိုဂျင်မျိုးစားတဘာဝမျိုးစားတို့ကိုထည့်ပေးရပါမယ်။ကြံခဲမှာရေဝတ်မနေစေဖို့လည်းလုပ်ဆောင်ရပါမယ်။ဒီထုံများစိတ်များပတ်များများထားပေးရပါမယ်။ကြံပင်တက်တဲ့ရက်120မှာတော့တဘာလေးပေါင်းလုပ်ပေးရပါမယ်။ကြံပင်ကအပင်မြင့်တဲ့ယူဆဖြစ်တော့လေပထမပိုင်းကာလမှာပေါင်းမြက်ပင်များရှိနေဖို့သတိပြုရပါတယ်။လိုအပ်တယ်လို့ပေါင်းမြက်နေနေရပါမယ်။ပေါင်းမြက်နေနေခြင်းလုပ်ငန်းအားမျိုးပိုင်းချပြီးလိလတာအတွင်းကင်းစင်အောင်ဆောင်ရွက်တတ်ပါတယ်။ ၊မေဇပါ၊နန်းလင်၊စီမီစီဝါနဲ့တက်သီးနဲ့အားလုံးကအပူချိန်ပြည့်တဲ့နေရာဒီကာလကိုစက်စက်ကန်ဖက်တတ်နိုင်ရအတွက်မြေဆူတက်ကောင်းနေစီပေါင်းမျက်နဲ့ပိုးမယောဂါဖြစ်စီကောင်းစီလိုကိုလိုအပ်တယ်လို့ဆောင်ရွက်ခြင်းဖြင့်သီးနှံထုတ်လုပ်မှုမြင့်မားကြပါစေလို့ဆရာစင်တီဟာရဲ့ဆောင်းပါးနည်းနဲ့အတူစုမကောင်းတောင်းအောင်လိုက်ရပါရှင်။အဆုံးထိနိုင်စင်ပြေကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။